ရိုးရှင်းသောစိတ်လူသားတို့သည်တိလိုစိတ်ဆက်စုလိုစိတ်နှင့်ကင်းနိုင်သူများမဟုတ်ပါ ဝေဖန်ဆန်းစစ်ခြင်းတွေးတော့ကြံစခြင်းတို့နဲ့ဆက်ဆက်ခါနေရခြင်းကြောင့်လဲမတွေးပဲမနေနိုင်ပါလူအချင်းချင်းဆက်ဆံခြင်းဖြင့်လဲတဦးနဲ့တဦးကင်းကွာပြီးမနေနိုင်ကြပါ လူတွင်တိစိတ်နှင့်လှုပ်ဆောင်ခြင်း မတိစိတ်ဖြင့်လုံဆောင်ခြင်းစသည်တို့ရှိနေသောကြောင့်လည်းပညာမျက်စိဖြင့်မြင်ဉာဏ်ဖြင့်နှိုင်းရှင်ပြီးနေထိုင်ကြရန်လိုအပ်ပါ၏လူရင်ဘာကအရေးကြီးသနည်းဆိုလင်မိမိကိုမိမိဂယုဆိုင်ပြုပြင်ရန်ဖြစ်ပါ၏ကိုကိုကိုပြုပြင်သူတပားမညုံညင်အောင်နေထိုင်က သူကိုလည်းလေးစားကိုကိုကိုလည်းတံမိုးထားပြီးနေထိုင်တတ်ရန်လိုအပ်ပါ၏မိမိအကျင့်စရိုက် အနေအထိုင်အပြောအဆိုတို့ကိုယဉ်ကျေးသောသူများဖြစ်စေရန် မိမိတို့ကိုယ်တိုင်ပြုပြင်နေထိုင်ကြရပါတယ်။မိမိပတ်ဝန်းကျင်မိမိလူပါအဖွဲ့အစည်းနဲ့အကိုက်ညီဆောင်ဖြစ်စေရန်ကြိုးစားနေထိုင်ဖို့လည်းလိုအပ်ပါတယ်။အရာရာကိုအစိုးမြင်မကောင်းပြောနေခြင်းထက် အကောင်းမြင်ပေးပြီးအစိုးကိုနဲနိုင်သမျှနဲသွားအောင်လျှော့ချကာနေထိုင်နိုင်အောင် လုပ်ရပါမယ်။လူပါအဖွဲ့အစည်းတိုင်းနဲ့သူတို့ယုံကြည်ကိုးကွယ်သောဘာသာတရားတိုင်းက လူတိုင်းကိုကိုကျင့်တရားနဲ့အညီနေထိုင်တတ်စေရန်တဦးကိုတဦးစော်ကားခြင်းမုံတီးခြင်းတက်ဖြတ်ခြင်းရန်ရှာခြင်းတို့ကင်းဝေးစေရန်တွင်တင်ကြသည်ကြီးဖြစ်ပါ၏ဓမ္မနှင့်အာဓမ္မဆိုရင်လေဓမ္မလမ်းစဉ်အတိုင်းနေထိုင်ကြင့်ကြံအားထုတ်ရန်တိုက်တွန်းကြသည်ကြီးဖြစ်ပါ၏ချိုးကျန့်စွာနေထိုင်ခြင်းရိုးသားစွာကြင့်ကြံခြင်းတို့ကိုမြည်သည့်လူအဖွဲ့အစည်းကမဆိုအားပေးပြီးလိုက်နာကျင့်သုံးခြင်း မကျင့်သုံးချက်မှာမိမိတို့တအိုးချင်းစီဤအမြင်ခံယူချက်များနဲ့သက်ဆိုင်နေပါတယ်မိမိတအိုးချင်းအလိုက်ပြုပြင်ပြောင်းလဲတဲ့သူတို့ကို ပြုပြင်ပြောင်းလဲမှသာလဲမိမိဤမိသားစုအဖွဲ့အစည်းစသဖြင့်အစင်းစင်တိုးမြင့်ကပြုပြင်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်ဘဝနေနည်းကိုရိုးရိုးလေးတွေးစေချင်ပါတယ်သုံးချက်လောက်လိုက်နာလဲဖြစ်နိုင်ပါတယ်တဲ့ဘဝနဲ့ပတ်သက်ပြီး အမေးအမြန်တိတ်မထူပါနဲ့နှစ်လွန်ကဲမှုမှန်သမျှရှောင်နိုင်အောင်ကြိုးစားပါသုံးလူသားပိသားအောင်နေပါ အထက်ပါသုံးချက်လောက်ကို စီကံတစ်ခုအနေဖြင့်လိုက်နာကျင့်သုံးလင်ပဲလုံလောက်ပြီဖြစ်ပါရဲ့မြည်သည့်ရင်ကျေသောလူပောင်တွေမစိုးမိမိကိုမိမိပြုပြင် ထိမ့်သိမ်းစောင့်ရှောက်ရန်လိုအပ်ပါရဲ့ဘာလုံးလုံးလုံးတင်လားမလုံးတင်လားကိုယ်တိုင်ကပြန်ပြီးတွက်ဆချင့်ချိန်လေးရှိကြပါရဲ့ လှုပ်ချင်တာထက်လှုပ်တင်သလားဆိုခြင်းကိုပို့ပြီးတွက်ဆကြတယ်။ကိုလှုပ်သည်မကိုသာတာဝန်ယူရမယ်။ဥပဒေကိုလိုက်နာစီကံကိုသိပညာဖြင့်စင်ခြင်းကောင်းသောဘဝအမြင်များဖြင့်သာကိုကိုကိုတိဆောက်သွားကြရမှာဖြစ်ပါတယ်။ကိုလန်းကိုကိုဖောက်ရတယ်။ကိုလန်းကိုကိုရှောက်ရတယ်။သို့မှသာပန်းနိုင်ကိုရောက်ပါတယ်။ထို့ကြောင့်ကိုကိုကိုဆုံးဖြတ်ပိုင်ခွင့် ဖန်တီးပိုင်ခွင့်ရှိသူများဖြစ်နေစေရန်စူးစမ်းဖို့လိုအပ်ပါရဲ့မြေသည့်အခြေအနေကိုရောက်တည်ဖြစ်စေလူတံပိုးလူကျင့်ဝတ်များကိုမဖောက်မဖျက်နေထိုင်နိုင်သူများဖြစ်ရန်လိုအပ်ပါရဲ့ကိုယ်ကိုယ်ပိုင်စွမ်းအားဖြင့်ဘဝကိုတည်ဆောက်နိုင်သူများသာစွမ်းအားအရှိဆုံးဖြစ်ပါရဲ့ရေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ဒီ podcast ကို AC Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနိုင်စင်နားဆင်နိုင်ပါတယ်။အခုလို့ဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ K ပါ။ကိုစီကိုငါကိုဒေတာနိုင်ပျော်ကြဆက်ရာ တတဝါဟုသမျှတို့သည်အိမ်မက်ရာမက်ကောင်းစွာမက်၍နှစ်သက်ကြီးသာအိပ်ဆက်နိုင်ကြပါစေ။မင်္ဂလာကျက်သည် ရှက်ဝေလန်းသည်ဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။